စ္စတာပိုင်ရဲ့အနေထားကတော့မြန်မာနိုင်ငံမှာပေါ်ထွန်းမှုခက်ခဲတဲ့ fighter မျိုးလိုတော့တင်စားလို့ရပါပြီ။အခု UFC ကတကယ်ကိုမှ DDJ fighter ကြီးတွေတော့ဒီအခွင့်အရေးကိုမရတာ Joshua မကတော့ရသွားခဲ့ပြီလေဖြစ်ပါရယ်။အမြင့်တလန်ဘုံကတော့ကြောက်ခမန်းလေးလေးချက်သိန်းတော်ထားဖို့ကောင်းပါရယ်ဗျာ။ဒီကျွန်တော်ဒီဗီဒီယိုမှာကြားထားတဲ့ပုံကကျွန်တော်ရဲ့ fighter လေးကိုအချင်းချင်းတစ်ခုထဲမှာထည့်ထားတာမဟုတ်ပါဘူးဗျာ။ သူ့ရဲ့ပပလေးမှာဝိုင်းထားတာကကင်မရာဖြစ်ပါတယ်ကင်မရာပေါ့နော်ကင်မရာအလုံးပေါင်းများစွာကရှူတော့ပေါင်းဆိုမှနေသူ့ရဲ့ပုံရိပ်တွေကိုအသေးစိတ်မှတ်တာနိုင်အောင်ရယူနေတာပါဘာလို့လဲဆိုတော့ကမာကျော် EE Sport ကနေထုတ်လုပ်ထားတဲ့ UFC ဂိမ်းမှာကျွန်တော်တို့ fighter လေးကိုထည့်သွင်းပြီးတော့မှမို့ဖြစ်ပါတယ်ဒါမျိုးက UFC ကောင်းစင်အောင်မှာ fighter တိုင်းအခွင့်ရတာမဟုတ်ဘူး ။ NAMG Fighter တွေတောင်ဒီ EA Sport UFC game မှာပါဝင်ခွင့်ရခြင်းလို့လို့ထက်သွင်းပေးပါဆိုတဲ့ပုံစံမျိုးတွေခဏခဏတောင်းဆိုကြတာကိုကျွန်တော်အနေနဲ့တွေ့ရတယ်။ Joshua Ban ကတော့အချိန်တိုလေးအတွင်းမှာပဲပါဝင်ခွင့်ရလိုက်ပြီးချင်းလူငယ်လေးရဲ့လက်ရှိနေတွေ့ကတော့လုံးဝလုံးဝကိုအမခံပါပြီဗျာ International Fight Week လို့ကာလာမှာချင်းပါရီ PPP ပြိုင်ပွဲမျိုးမှာအဓိကသွင်းဆိုင်ညာကနေထိုးခွင့်ရတယ်။နောက်ဆုံးထိုးရင်ငါးပွဲဆက်တိုက်ပြပီပွေးနဲ့ချင်းပါရီပြိုင်ပွဲမျိုးတွေမှာလည်းဆက်တိုက်ထိုးခွင့်ရတယ်။ ဒီကမာလေး Brandon Ruba နဲ့ပွဲမှာ Les Biggs မှာ Joshua မင်္ဂလာကမှမရှုံးဖူးတည်တိုင်အောင်ဒီကမာလေးဒီဘဲကိုထိုးတဲ့အခါမှာမရှုံးဘူးတဲ့စံချိန်ကောင်းတစ်ခုကိုဆက်လက်ထိန်းချနိုင်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်။ Joshua မင်းရဲ့ပွဲကိုကြည့်ရဖို့ကျွန်တော်တို့မဆောင်နိုင်တော့ပါဘူးညာ။